ချစ်တော်တရားရှင်ဓမ္မမိတ်ဆွေပေါင်းမင်္ဂလာပါမင်္ဂလာနေ့ရက်တိလေးဖြစ်ပါစေအားလုံးလည်းပဲမင်္ဂလာရှိပြီးတော့တကယ်ပဲစိတ်ချမ်းသာကိုယ်ဤကျမ်းမာခြင်းအပြားပြားနဲ့ဝမ်းမြောက်နိုင်ကြပါစေကြောင်းရှိဥစွာပထမအနေနဲ့ဆုတောင်းဆန္ဒပြုလိုက်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲဆက်လက်ပြီးတော့ကျွန်တော်ဖရာသားသမီးများဟာဆိုရှင်ဖရာသခင်ရဲ့တရားတော်အတိုင်းဘယ်လိုကြင့်ကြံကြမလဲဖရာသခင်ရဲ့တရားတော်အတိုင်းကျွန်တော်အားလုံးကလိုက်လျှောက်အသက်ရှင်ပြီးတော့ကြင့်ကြံဖို့ရန်အတွက်အားထုတ်ဖို့ရန်အတွက်လည်းပဲအလုံးမပင်ရည်ကြည်တယ်တော့ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဆိုရှင်ဖရာသားသမီးဆိုရင်ဖရာသားသမီးပီတာနေရမယ်။နော်။ဖရာသားသမီးပြောပြီးတော့ကျွန်တော်အားလုံးကဖရာရဲ့နှုတ်ကပတ်တော်နဲ့အလွဲသုံးစားလုပ်နေမယ်ဆိုရင်တော့ဒါကျွန်တော်ဖရာသားသမီးလုံးဝပီတာစေမှာမဟုတ်ဘူးပေါ့နော်။ဒါချစ်တဲ့ချစ်တဲ့မိတ်ဆွေပေါင်းတို့တင်းကိုယ်တိုင်ကဖရာသားသမီးပီတာပေါ်ရန်အတွက်ဖရာသခင်ရဲ့တရားတော်တိုင်းကျင့်ဖို့ရန်အတွက်ဘလို့မျိုးအသက်ရှင်ရမလဲ။ဒါကြောင့်ထွန်းမြောက်အကျန်ခန်းကြီး16ပိုင်းငယ်လေးကိုကြည့်တဲ့အခါမှာ ထိုအခါထာဝရဘုရားကကြည့်ရှုလောငါသည်တင်တို့အဖို့မိုးကောင်းကင်ကမုံမိုးကိုရွာစေမည်လူတို့သည် နေတိုင်းထွက်၍တနစ်စာလောက်အောင်တင်းယူကြရမည်ငါဤတရားတိုင်ကျင့်လောဟု ထိုတို့သောအဖြစ်သူတို့ကိုစုံစမ်းမည်တဲ့နော်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ဘုရားသခင်ကတို့ရှင်ရင်သူ့ရဲ့သားသမီးတွေကသူ့ရဲ့အလိုတော်တိုင်းနေထိုင်ခြင်းပြုလားမပြုဘူးလားဆိုတာကိုဘုရားကအမြဲတမ်းစမ်းသပ်လေရှိတယ်နော် ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့သားသမီးတွေကသူ့ကိုချစ်ပါတယ်ပြောရင်သူ့ရဲ့လိုချတော့လိုက်လျှောက်ရမှာပဲ။ဒါပေမဲ့အလိုတော်တိုင်းမလဲကျွန်တော်ကမလိုက်လျှောက်ဖဲနဲ့ကျွန်တော်ကိုယ်တိုင်ကအသက်ရှင်နေကြမယ်ဆိုရင်ဘုရားသခင်ကအဲ့ဒီလိုမျိုးအသက်ရှင်ခြင်းမျိုးကိုဘုရားကမလိုလားဘူး။ဒါသူ့ရဲ့လိုတော်တိုင်းလိုက်လျှောက်ဖို့ရန်အတွက်ဘုရားသခင်ကဆိုရှင်အလိုရှိတော်မူတဲ့ဘုရားဖြစ်တယ်။နောက်ဣသေလလူမျိုးတွေကိုကြိလိုက်တဲ့ခါမှာလည်းပဲဘုရားသခင်ကလို့ရှိရင်တော့မိုးကောင်းငင်ကမိုးမိုးကိုရွာစီပြီးတော့သူတို့ကိုစမ်းတက်ခဲ့တယ်ဆိုတော့တွေ့ရလိမ့်မယ်။နော်သူတို့ကိုစုံစမ်းခဲ့တယ် ။ဘာကြောင့်လဲဆိုတော့ဣသေလလူမျိုးတွေတဲမှာကလည်းပဲဖျားသားသမီးဖြစ်ပါဆိုပြီးတော့ဟိုအဲကရုတိုင်းပြည်ကနေမှထောက်ဆောင်လာခဲ့ပြီ။ထောက်ဆောင်လာခဲ့ပြီးတော့ဖျားသားသမီးတွေဖျားကသူတို့ကိုရွေးချယ်ခဲ့တယ်။ဖျားကသူတို့ကို ဆောင်မခဲ့တယ်၊ပို့ဆောင်ခဲ့တယ်၊လမ်းပြခဲ့တယ်။နော်။အခက်ခဲကြက်တဲတွေဂျားတွေကနေမှလွတ်မြောက်အောင်လည်းဖျားကလှုပ်ဆောင်ပေးခဲ့တယ်။ဖျားကတိတ်ကောင်းမြတ်တယ်နော်။သူတို့ဘက်မှာတော့ကောင်းမြတ်တဲ့ဖျားပေါ်မှာသူတို့ကလည်းတစ္ဆာရှိရှိနဲ့ဖျားရဲ့လိုတော်တိုင်း ကျင့်ကြံအားထုတ်ခြင်းရှိလားမရှိလားဘုရားသခင်ကစမ်းသပ်ခဲ့တယ်နော်အဲ့တော့စမ်းသပ်မှုပြုတဲ့အခါမှာလို့ရှိရင်တော့ဒီဘုရားသခင်က နေ့တိုင်းဘာဖြစ်လဲကောင်းငင်ရနေမှာမုံမိုးကိုရွာစေခဲ့တယ်နော်ဘုရားလှုပ်တဲ့မုံကိုသူတို့စားခဲ့ရတာတော့ဤဒေလလူမျိုးတွေနော်ဒါတကယ်အထူးထူးဆန်းဆန်းပဲနော်လူလှုပ်တဲ့မုံမဟုတ်ဘူးဘုရားကိုယ်တိုင်ကလှုပ်တဲ့မုံဘုရားရဲ့တကိုးတော်မုံကိုသူတို့ကနေ့တိုင်းသုံးဆောင်ခဲ့ရတာဖြစ်တယ် နော်တောထဲမှာကျင်းနေသွားလာလှုပ်ရှားနေတဲ့စားဖို့ပူစရာမလိုဘူးဘာကြောင့်လဲဖျားပြင်ဆင်ပေးတာလေဒါကြောင့်ဘုရားသခင်ကတရက်ပြီးတရက်တရက်စာတရက်စာသူတို့ကိုမုံမိုးကိုယွာသွန်းပေးတယ်တဲ့နော်မုံမိုးယွာသွန်းပေးတဲ့ခါမှာဆိုရှင်တော့သူတို့ကိုတရက်စာလုံလောက်စွာပဲတင်းอยู่ပါတဲ့နောက်ရက်တွေလည်းအပေါ်မသိမ်းနဲ့လုံလောက်လုံလောက်စွာပဲတင်းอยู่ပါဒါပေမဲ့လူကတော့ဗျာလောဘရှိတယ်လေနော်လူကလောဘရှိတယ်မုံတစ်ခုပေးနှစ်ခုလိုချင်တယ်သုံးခုပေးရင်လေးခုလောက်လိုချင်တယ်ဆယ်ခုပေးရင်လည်းတစ်ခါလဲဟော ဆယ်ဒေါ်လောက်လိုချင်တယ်ဒါလူရဲ့ဆန္ဒလေဒါလူတရားဆိုရှင်တော့လောဘရှိတယ်အဲ့ဒီလောဘကိုအတော်မတတ်နိုင်တဲ့တချို့တော့သူတွေကတော့ဘယ်လဲဘုရားကတရက်စာပဲတိမ့်ပါလို့ပြောတယ်သူတို့ကဘယ်လဲလောဘကြီးပြီးတော့များစွာတိမ့်တဲ့ခါမှာနောက်ဆုံးဘယ်လဲအဲ့ဒီမုံရဲ့တိုးတိုးစောနန်းတဲ့မုံလောက်တွေထွက်လာမယ်နော်အဲ့ဒီအရာတွေနဲ့ပဲသူတို့ပြန်လဲပြီးတော့ဒုက္ခရောက်ကြတယ်။ဘာကြောင့်လဲ?ဖះစကားကိုနားမထောင်ဘူးတွေ။ဖះကမတတ်နိုင်တာမဟုတ်ဘူးတတ်နိုင်တယ် ဒါလောက်တို့ဘောမှာကောင်းမြတ်တယ်နော်လှုပ်ဆောင်ပေးတယ်ဒါကဘုရားကတော့တနစ်စာ လုံအောင်စွာတင်းယူပါတဲ့နော်ဒါကမနေ့ပြန်အတွက်မစိုးရိမ်နဲ့လို့ပြောတဲ့ဘုရားကမနေ့ပြန်လည်းသူပြင်ဆင်ပေးမှာဟိုဒီနေ့အတွက်လည်းပြင်ဆင်ပေးသလိုမနေ့ပြန်အတွက်လည်းပြင်ဆင်ပေးမှာဖြစ်တယ်ဒါဒီနေ့ဘုရားသခင်ကတော့ရှင်ဘာလို့မှားလဲခဲ့လဲဆိုတော့ငါဤတရားအတိုင်းကျင့်တော်ဟု ထိုတော့တော်အဖြစ်သူတို့ကိုငါစုံစမ်းမယ်နော်သူ့ရဲ့တရားအတိုင်းကျင့်ဖို့သူပြောတဲ့အတိုင်းလုပ်ဖို့ဘုရားကလိုလားတော်မူတဲ့ဘုရားဖြစ်တယ် မှာကြည့်ရကောင်းလို့ရှင်ဘယ်နှစ်ရက်နှစ်မှာဆိုဘယ်နှစ်ရက်နှစ်မှာဆိုရှင်တော့အဲ့ဒီမန္နမုတ်မရွာတာလေတို့ကျွန်တော်ကျမ်းစာကိုကြည့်လိုက်တဲ့ခါမှာထွမြောက်ကြံခန်း16ပိုင်းငယ်20နှစ်ကိုကြည့်တဲ့ခါမှာဆိုရှင်ချောင်းရဲ့မြောက်သောနေ့၌မုံနှစဒီဟူသောတိတ်တယောက်နှအောမဲစီတင်းရကြပြီထိုအကြောင်းကိုပြိတ္တအုပ်အပေါင်းသည်မောရှိအားကြားပြောလေ၏နော်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီမှာကြည့်တဲ့ခါမှာ 6ရက်ပါလုံးကိုကြီးတဲ့ခါတော့6ရက်ပါလုံးကိုကျွန်တော်တရက်ပြီးတရက်ဘုရားကပို့ဆောင်နေကောင်းကြီးပေးတယ်။ပြီးမုံဘောကို တရက်စာတရက်စာနဲ့ဘုရားကရွာသွန်းပေးခဲ့တယ်။ဒါပေမဲ့6ရက်မြောက်တော့နေ့စတ္တမနေ့ရဲ့ရောက်လာတဲ့ခါမှာမနက်ဖြန်ဆိုလို့ရှိရင်တော့ဒါတတ္တမနေ့ရဲ့ရောက်တော့မယ်။ဥပုံနေ့ရောက်တော့မယ်။ဥပုံနေ့ရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကအဲ့ဒီ6ရက်မြောက်တော့နေ့ရောက်ရင်တော့မုံကိုတော့နှစ်ဆောက်ပါ နော်။ပထမကတော့တောမဲဒီပဲ ကောက်ခိုင်းတယ်အခုဒုတိယနေ့ကျတော့ဒီထောက်ရမြောင်းနေ့ရောက်တဲ့ခါမှာနှအောမဲစီကောက်ပါတဲ့ဘာကြောင့်လဲဒီနေ့အတွက်ရောမနေ့ပြန်အတွက်ရော အားလုံးစင်ပြေဖို့ရန်အတွက်ဘုရားကတို့ရှင်တို့ကိုပြင်ဆင်ပေးတယ်နော်တို့စားဖို့ရန်အတွက်လည်းပူစရာမလိုဘူးတို့အတွက်ဘာမှဒီဘိုက်အတွက်ဘာမှပူစရာမလိုဘူးဘုရားခိုင်းရင်ခိုင်းတဲ့တဏ္ဍာလှုပ်လိုက်ဘာမှပူစရာမလိုဘူးတို့ပြင်မယ်လည်းပဲတချို့သောသူတွေကလည်းပဲပထမတစ်ခေါက်တုန်းကတော့မုံတွေက ိုကောက်လို့เนาะဒုက္ခရောက်တယ်အခုလည်းပဲတချို့သောသူတွေကတော့ရှင်အာဘုရားကပြောတယ်ချောင်းရမ်းမြောက်မှာနှောမဲကောက်ခိုင်းတယ်သူတို့ကလည်းအာမနဲ့ပြန်လဲဘုရားပေးမှာပဲဆိုပြီးတော့ဘာဖြစ်လဲအာသူတို့တောမဲပဲကောက်ပြီးတော့တရက်စားပဲစားလိုက်ပြန်တယ်ဥပုံနဲ့ရောက်တဲ့ခါကျတော့တခါတယ်မိမိရဲ့တောင်းလေးတွေမိမိရဲ့စကားလေးတွေစကားလေးတွေကန်ပြီးတော့ဘာလဲကွင်းမြင်ကိုသွားတဲ့ခါကျတော့မဟုတ်ရှိသလားမရှိတော့ဘူး ဒါကြောင့်ဘုရားသခင်ကသူ့ရဲ့သားသမီးတွေပေါ်မှာเนาะအကောင်းဆုံးလှုပ်ဆောင်ပေးမိမယ်သူ့ရဲ့သားသမီးတွေကဘုရားရဲ့လှုပ်ဆောင်ပေးတဲ့အပေါ်မှာကျွန်တော်အားလုံးကလိုက်လျောညီထွေမှုနဲ့ဘုရားရဲ့လိုတော်ကိုမလိုက်လျှောက်ဖဲနဲ့ကျွန်တော်ကိုယ်တိုင်ကတခါလေးကိုယ့်သဘောကိုယ့်မနှောနဲ့ကိုယ့်အတွေးတွေနဲ့ပဲကျွန်တော်ကစီစဉ်သွားလာလှုပ်ရှားတဲ့ခါမှာ နောက်ဆုံးပါလို့ရှိရင်ကျွန်တော်တလွဲဖြစ်တယ်ဆိုတာကိုတွေ့ရနိုင်မယ်။ဒါဣတိလလူမျိုးတွေလည်းပဲတချို့ ਆ ပဲတလွဲဖြစ်တယ်လေ။ ဖခင်ကနေအောမဲကောက်ခိုင်းတယ်သူတို့ကတအောမဲပဲကောက်တယ်တရက်စာပဲစားလိုက်တယ်တတမနေရောက်တဲ့ခါမှာမုံမတွေ့ရတော့ဘူးเนาะဒါတော့ချစ်တဲ့မိစေပေါင်းတို့ဒီနေ့ဖခင်သခင်ကဆိုရှင်ကျွန်တော်အားလုံးပေါ်မှာဂယုစိုက်တော်မူတဲ့ဖခင်ဖြစ်တယ်။ဒါဖခင်သခင်ကဆိုရှင်ကျွန်တော်ကိုဂယုစိုက်တယ်လို့သူ့ရဲ့သားသမီးတွေကလည်းသူ့ရဲ့အလိုတော်ကိုလိုက်လျှောက်ပြီးတော့ကြင့်ကြံအားထုတ်ဖို့ရန်အတွက်လေလိုလားတော်မူတဲ့ဖခင်ဖြစ်တယ်။သူကဆိုရှင်တော့တတမနေ့ရက်မှာသူ့ရဲ့ဥပုံနေ့ဖြစ်တဲ့အတွက်ကြောင့် သူကိုယ်တိုင်ကမနာမုံကိုမချပေးခဲ့တော့ပါဘူးအားလုံးရုပ်သိမ်းထားလိုက်တော့တယ်ဘာကြောင့်လဲတတမနေ့ရက်မှာဖခင်ကငြိမ်ဝတ်စွာနေတဲ့နေ့ဖခင်အလုံးမလုပ်ဘူးဆိုတာတွေ့ရမယ်ဖခင်သခင်ကောင်းငင်နိုင်ငံတော်အားနေပါလို့ရှင်လည်းပဲအလုံးမလုပ်ဘူးကောင်းကြီးပဲပေးတာဖြစ်တယ်အဲ့တတမနေ့ရက်ကကောင်းကြီးပဲပေးတာဖြစ်တဲ့အတွက်ကြောင့်ယနေ့အဲ့ဒီကောင်းကြီးခံစားဖို့ရန်အတွက်ယနေ့ကျွန်တော်အားလုံးကတတမနေ့ဥပုံနေ့ရောက်တိုင်းရောက်တိုင်းဖခင်ဝတ်နိုင်မွေ့လျော်ပြီးတော့ဖခင်ကုန်းတော်ချီးမွမ်းဖို့ဖြစ်တယ် ဒါဒီမှာကြည့်တဲ့အခါမှာဆိုရင်ထမြောက်ဂျန်ခိုင်း16ပိုင်းငယ်23ကိုကြည့်တဲ့အခါမှာသူကလည်းနတ်ပြန်နေသည့်ထာဝရဖျားရှင်း၌တန်ရှင်းသောဥပုံနေငိန်ဝတ်စွာနေရသောနေဖြစ်မုံကို ပေါင်းချင်သည့်အတိုင်းပေါင်းကြလော ပြုတ်ချင်သည့်အတိုင်းပြုတ်ကြလောကြံသောအရာကိုနာနဲ့တိုင်အောင်စောင့်၍တိုးထားကြလောဟုမိတ်တော်မူကြောင်းကို ပြန်ပြောလေ၏။နောက်ဒီတို့ကြောင့်အဲဒီတတ္တမနေအတွက်နှစ်ဆောက်ောက်ခိုင်းတဲ့ခါမှာ ใจตะหลุหลุดตาบ่ามาโตตั้วได้สัวบ่ရှိဘူးฉินตั้วได้สัวแล้วไม่ရှိဘူးโป้หลောက်ล้องนี่ผิดตั้วได้แล้วอาจารย์ไม่ရှိဘူးบ่าจ้องเลยพยาไม่มาไม่มาแต่ตอนหลุดแต่คามาตัตมานี่ตั่วเลยเว้ลูกนี่ผู้หลงหมู่ရှိจ๋าเลยดังแม้ไม่หลุดแต่ลูกตั่วก็တော့ด่าวันเนี่ยเสียไปแล้วทีนี้จินโนพยาทะคินก็โตရှင်ไอ้ตัตมานี่ก็ตันရှင်ต่ออุบงนี่ဖြစ်တယ်ញញွတ်สัวနေရမဲ့နေဖြစ်တယ်တဲ့เนาะไอ้နေมาโตရှင်ตင်ก็นี่ซะပြီးတော့ตင့်ไอ้มาရှိတဲ့ตูတွေก็ซะ တွဲနွားကစဘာအလုတ်မှမလုတ်စေရဘူးဆိုတာကိုဘုရားသခင်ကမှတ်တားတာတွေ့ရမယ်။ဒါထမြောက်ကြံခန်းကြီး16ပိုင်းငယ်20မှာအချို့တို့ဒီမောရှိစကားကိုနားမထောင်ဘဲနာနဲ့တိုင်အောင်ကြံစေတဲ့ဖြင့်ပိုးဖြစ်၍နံလေတော်မောရှိသည်အမျက်ထွက်၏တဲ့နော်။ဒီနေ့ဘုရားသခင်မိမာတဲ့စကားကိုနားမထောင်ဘဲနဲ့မိမိတို့ရဲ့မနောမိမိတို့ရဲ့သဘောနဲ့မိမိတို့ပြုတ်ကျင်းလိုက်တဲ့အရာကနောက်ဆုံးပါတော့ရှင် ကောင်းချိုးဖြစ်တာမဟုတ်ဘဲနဲ့ဆိုချိုးတွေပဲတယောက်စီတာကိုတွေ့ရမယ်ကိုတယောက်တည်းအတွက်လားမဟုတ်ဘူးကိုမိသားစုအတွက်လားမဟုတ်ဘူးအခြားသောပဝင်းချင်မှာရှိတဲ့သူတွေအတွက်ပါဒီဆိုချိုးတွေကတယောက်မှုဖြစ်သွားတယ်နော်ဒီမှာဆိုရှင်တကားတဲ့အဲ့ဒီအရာတွေကပိုးဖြစ်သွားပြီးတော့တဲ့နန်တဲ့ခါမှာအဲ့ဒီနန်ကဘသူတွေသည်ကူးဆက်သွားမလဲချစ်တမိတ်ဆွေပေါင်းတို့ဒါကြောင့်ငခုံမတကောင်ကြောင့်တလှေလုံးပုတ်ဆိုတာယနေ့ကျွန်တော်ရဲ့ ဖရာသားသမီးတွေထဲမှာလည်းပဲဖရာရဲ့အလိုတော်တိုင်းမလိုက်လျှောက်တဲ့ခါမှာတခါလေအသိန်းတော်တစ်ခုလုံးပါတခါဆိုကောင်းတဲ့အင်းမိတ်ကိုပြက်ပြက်စီတယ်ဆိုတော့ကိုတွေ့ရလိမ့်မယ်။နောက်ဒီနေ့ကျွန်တော်တက်တာမှာလို့ရှိရင်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ခံယူဖို့ရန်အတွက်ဖရာသခင်ကဥပုံနေ့ကိုဘလိုမျိုးစောင့်ထိန်စေခြင်းတလဲသူ့ရဲ့သားသမီးတွေကသူ့ရဲ့အလိုတော်ကိုဘလိုမျိုးလိုက်လျှောက်စေခြင်းတလဲဆိုတော့ကိုဒီနေ့ဖရာရဲ့တိကျမှန်ကန်တဲ့နော် အတိုင်းတာကိုကျွန်တော်လေ့လာခဲ့ပြီဖြစ်တယ်။ ဘုရားသခင်က6ရက်လုံးလုံးเนาะဣတိလလူမျိုးတွေပေါ်မှာမန္နမုံအားအဖြင့်မိုးရွာသွန်းပေးခဲ့တယ်။မန္နမုံကိုပေးခဲ့တယ်။6ရက်မြောက်သောနေ့မှာနှစာကောက်ခိုင်းတယ်။တတမနေ့ရက်မှာဘုရားမုံမပေးတော့ဘူး။เนาะဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလို့ရှိရင်ဘုရားသခင်ကကျွန်တော်ပေါ်မှာပေးတဲ့ဘုရားဖြစ်တယ်။ကြွေးတဲ့ဘုရားဖြစ်တယ်ကျွန်တော်ကိုကောင်းမြတ်အောင်လှုပ်ဆောင်ပေးတဲ့ဘုရားဖြစ်တယ်။ကျွန်တော်ကလည်းဒီအကောင့်တကအကောင့်နေတဲ့မှာကျွန်တော်အားလုံးရှင်းတဲ့ပြီးတော့ ဘုရားရဲ့စကားကိုနားထောင်မယ်ဆိုရင်သင်ဟာဘလောက်ကောင်းမြတ်မလဲနော်သင်ဟာဘလောက်ငြိမ်းချမ်းတဲ့သူတစ်ယောက်ဖြစ်မလဲသင်တို့ရဲ့ဘလောက်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားတဲ့လူတစ်ယောက်ဖြစ်လာမလဲဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဘယ်နေရာမှာပဲရောက်ရောက်ဘလို့အခြေအနေမှာပဲရှိနေရှိနေဘုရားရဲ့ဥပုတ်တော်နေ့ကိုတော့သင်စောင့်ထိန်ပါနော်ဘုရားဥပုံတော်နေ့ကိုတင်ဆောင်ထိမ့်မယ်ဆိုရင်ယနေ့ဘုရားပေးတဲ့ကောင်းချီးတည်တဲ့ပုံမှာပြည့်လျက်တိတ်လျက်ရှံလျက်နေလျက်ရှိမယ်ဆိုတာကိုတင်ကိုယ်တိုင်သိရှိပြီးတော့တကယ်ဘုရားရဲ့ ဥပုံတွေကိုစောင့်ထိန်နိုင်ကြတဲ့ဘုရားရဲ့သားသမီးများဘုရားပေါ်မှာတစ္ဆာရှိတဲ့ငယ်သားကောင်းများဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေဒီကိုချုပ်ပါတယ်ခြေတမိတ်ဆွေများအားလုံးကိုဘုရားကောင်းကြီးချပေးပါစေ